တချို့က AI ကိုကြောက်နေတဲ့အချိန်မှာတချို့က AI ကိုအသုံးပြုပြီးတော့ပတ်စံရှာနေကြပါပြီ။တချို့ဆိုရင်သူတို့ဗီဒီယိုရဲ့ voice over ကို AI အသုံးပြုပြီးတော့ YouTube, Facebook, TikTok စတဲ့ platform တွေကနေ monetize လုပ်နေကြတာဒီဗီဒီယိုကိုကြည့်တဲ့သူတွေလည်းသိမယ်လို့ထင်ပါတယ်။ဒီဗီဒီယိုမှာ AI ကိုအသုံးပြုပြီးတော့ scar ပြောခိုင်းတဲ့ voice over ဘယ်လိုလုပ်ရမလဲဆိုတာမျှဝေပေးပါမယ်။ဒါကိုသိသွားမယ်ဆိုရင်ကိုကမျက်နှာမပါတဲ့ fearless video တွေဖန်တီးတဲ့အခါမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ Google Chrome ကနေပြီးတော့ Google AI Studio ဆိုပြီးတော့ရိုက်ရှာပေးပါဒီလိုရှာလိုက်တဲ့အခါမှာထိတ်ဆုံးမှာ aistudio.google.com ဆိုပြီးတော့တွေ့ရပါလိမ့်မယ်။ဒါကိုနှိပ်ပေးပါ။ဒီနေရာကိုရောက်လာပြီဆိုရင်စပြီးတော့စကားပြောခိုင်းလို့ရပါပြီ။ဒီရဲ့အောက်မှာ URL Cortex 2ရှိမယ်။သူ့ရဲ့နေပေးမှာ Native Speech Generation ဆိုပြီးရှိပါတယ်။ကျွန်တော်တို့က Native Speech Generation ဆိုတာကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒါကိုနှိပ်ပေးလိုက်ပါ။ဒါလေးရလာပြီဆိုရင်သူက default အနေနဲ့ ပထမလူနဲ့ဒုတိယလူစကားပြောခိုင်းတာကိုသူက default အနေနဲ့ထားထားပါတယ်ဒီနေရာမှာကိုကစကားကို၂ရောက်ပြောခိုင်းရင်လည်းကြားတယ်လို့တယောက်တည်းပြောခိုင်းရင်လည်းပဲရှာပါတယ်ကျွန်တော်ကတော့တယောက်တည်းပြောခိုင်းပါမယ်ဒီအတွေ့အကြုံအပေါ်မှာရှိတဲ့စင်သွားပုံရင်တပေးမှာအချောင်းလေးတွေရှိပါတယ်ဒါကိုနေပေးပါ single speaker audio ဆိုတာကိုနေပေးပါဒါဆိုရင်တယောက်တည်းစကားပြောတာကိုရရှိသွားပြီဖြစ်ပါတယ်။သူ့ရဲ့အောက်မှာ voice ဆိုပြီးရှိပါတယ်။အဲ့ဒီ voice မှာက လူတွေအများကြီးကနေပြီးတော့အသံတွေအများကြီးယူပြီးတော့စကားပြောခိုင်းတာပါကျွန်တော် voice ကိုနှိမ့်လိုက်ပါမယ်ဒီနေရာမှာဆိုရင်လူတွေအများကြီးပဲရှိပါတယ်သူတို့တွေကတယောက်နဲ့တယောက်စကားပြောတဲ့အခါမှာအသံတွေလည်းမတူပါဘူးအသံတုံးတွေလည်းမတူပါဘူးပေါ့နော်ဆိုတော့ကိုအဆင်ပြေရကိုရွေးလို့ရပါတယ်ကျွန်တော်တို့ဒီအားမှာရှိတဲ့ leader ဆိုတဲ့တယောက်ကိုကျွန်တော်ရွေးလိုက်ပါမယ်သူကဒီငယ်ရွယ်တယ်ပြီးတော့ရင်အသံပြောတဲ့စကားပြောတဲ့အခါမှာဆိုရင် hyper ဖြစ်တယ်ပေါ့နော်နည်းနည်းလေးမြင့်တဲ့အသံနဲ့သူကပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ leader ဆိုတဲ့ဒီတယောက်ကိုကျွန်တော်ယူလိုက်ပါမယ်ကိုကဖွဲ့ပြီးတော့သူ့ရဲ့အသံကိုနားထောင်ခြင်းနဲ့ဆို င်သူရဲ့တပြေးမှာရှိတဲ့ဒီ plane လေးကိုနေနိုင်လို့ရပါတယ်ပေါ့နော် What kind of masterpiece are we aiming for? ကပြောနေပါလိမ့်မယ်ဆိုတော့ကိုကသူ့ကိုကြိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ leader ကိုနေလိုက်ပါ Okay ပြီးသွားရင်ဒီအပေါ်မှာရှိတဲ့အမားပုတ်လေးကိုပဲပြန်နေပြလိုက်ဆိုတော့ကျွန်တော်တို့ကစကားပြောခိုင်းမှဖြစ်တဲ့အတွက်ကြောင့်မို့ script လိုအပ်ပါတယ်ပေါ့နော်ဆိုတော့ script ကိုကကျွန်တော် glock ai ကိုတုံးပြပြီးတော့ script သွားပြီးရေးခိုင်းပါမယ်ဆိုတော့ grok.com ဆိုတာကိုကျွန်တော်ရှားလိုက်တယ်ရှားပြီးသွားရင်ဒီအောက်မှာရှိတဲ့ဒီစာရိုက်လို့ရတဲ့နေရာကနေပြီးတော့ဗောနော်ကျွန်တော်တို့အစားအစင်တဲ့ရေးတာပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ crypto currency အကြောင်းတမီနစ်စာမြန်မာဘာသာနဲ့ script ခုရေးပေးပါဆိုတော့ကျွန်တော်ခန့်လိုက်ပါမယ် ဒါဆိုရင်သူ cryptocurrency အကြောင်းကို script ရေးပေးနေပြီဖြစ်ပါတယ်။ AI ကဒီရေးပေးလိုက်တဲ့ script ကတော့အခုဒီမှာမြင်တွေ့ရတဲ့အတိုင်းအများကြီးပါပဲပေါ့နော်။ဆိုတော့ကျွန်တော်ကတော့ဒီအကောင်လုံးကိုကိုမယူတော့ဘူး။နည်းနည်းလေးပဲဖြတ်ပြီးတော့ယူသွားလိုက်ပါမယ်။အပေါ်မှာရှိတဲ့မင်္ဂလာဘာကနေပြီးတော့ကျွန်တော် select ပေးပြီးွားရင်ဒီအောက်ကလှုပ်ဆောင်ပါသည်ဆိုတော့နေရာအထိကိုကျွန်တော် copy ကူးသွားလိုက်မယ်။ပြီးသွားပြီဆိုရင်ဒီအောက်မှာရှိတဲ့နေရာကနေပြီးတော့ပေါ့နော်။ခုနကဒီ AI studio ကိုပြန်သွားလိုက်မယ်။ပြီးသွားရင်ဒီ text ဆိုတဲ့နေရာမှာခုနကကူးလာတဲ့စာကိုကျွန်တော် paste ချပေးလိုက်ပါမယ်။ဆိုတော့ဒါဆိုရင်ရပါပြီပေါ့နော်။ကျွန်တော်တို့ဒီအပေါ်မှာအတန်ရွေးထားတာ ကလည်းပဲလီဒါရဲ့အတန်ကိုရွေးထားပြီးသားစကားပြောတာကလည်းတက်ရောက်ပဲဖြစ်နေပြီဆိုလို့ရှိရင်ရပါပြီပေါ့နော်โอเคဆိုတော့ရပြီးသွားရင်အောက်မှာရှိတဲ့ brand ဆိုတာကိုနှိပ်ပေးပါဒါဆိုရင် तू အဝိုင်းလေးလည်နေပါလိမ့်မယ်အဝိုင်းလည်နေတာက तू နောက်ွယ်မှာကျွန်တော်တို့ပြောခိုင်းတဲ့စကားကို तू က generate လုပ်နေပါတယ်ပေါ့နော်ခဏလေးစောက်ပြီးလိုက်ပါတကယ်ရကိုကစာထက်လိုက်တာအများကြီးပဲဖြစ်တယ်ဆိုလို့ရှိရင်သူစကားပြောတာကလည်းအများကြီးဖြစ်နေပါလိမ့်မယ်ဆိုတော့ကျွန်တော်တော့ဒီလောက်နည်းနည်းလေးပဲထက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်သူအနေနဲ့ကတော့နည်းနည်းမြန်သွားပါတယ်ပေါ့နော်ဆိုတော့ဒါကို play ကြည့်ကြည့်ပါ မင်္ဂလာပါဒီနေ့ကျွန်တော်တို့ cryptocurrency အကြောင်းအချင်းချုပ်ပြပြပါမယ် cryptocurrency ဆိုတာ digital ငွေကြီးတစ်မျိုးဖြစ်ပြီးဘန်ဒီလိုဘဟုချုပ်ကိုင်မှုမရှိဘဲ blockchain နည်းပညာနဲ့လုပ်ဆောင်ပါတယ် okay ဒါဆိုရင်သူစကားပြောတာအစီအပြေသွားပြီဖြစ်ပါတယ်စကားကဘလောက်များများအထိပြောလို့ရတာလဲဆိုလို့ရှိရင်ကျွန်တော်စမ်းကြည့်ရသလောက်ကနမင်နဲ့သုံးမိနေအထိပါတော့သူ့ရဲ့အတန်ကဒီလိုမျိုး down shock ကြီးဒီပြောလို့အစီအပြေတယ်ပေါ့နော်ဆိုတော့ကိုယ်အနေနဲ့ကအတန်တွေအများကြီးပြောခိုင်းမယ်ဆိုလို့ရှိရင်လည်းပဲရတယ်ကိုကဒီကောက်ကို download ချမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့နေဘေးမှာရှိတဲ့အလုပ်တော့လို့ကိုနေလိုက်အဲဒါမဲ့ဒီမှာကတော့ ီ download ချတဲ့ဟာတော့မတွေ့ဘူးပေါ့နော်ကိုက Android သုံးမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကတွေ့တယ်အခုကျွန်တော်ကတော့တခြား iOS သုံးထားတာဆိုတော့ download လို့ရတာအဆင်မပြေဘူးဖြစ်နေတယ်အကယ်၍ကိုက ကွန်ပျူတာနဲ့တောင်းမယ်ဆိုလို့ရှိရင်တော့ download ချတဲ့ဟာကပို့ပြီးတော့တိတာထင်ရှားတာနဲ့ကျွန်တော်တွေ့မြင်ရမှာဖြစ်တယ်အဲ့တော့ download ချခြင်းနဲ့ဆိုရင်ကွန်ပျူတာနဲ့အသုပ်ပြုကြည့်ပါဒါကတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဆိုတော့ဒါက Google AI Studio ကိုအသုပ်ပြုပြီးတော့ voice over ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုအများကြီးပြခဲ့ခြင်းပဲဖြစ်ပါတယ်ကိုကဒါကိုရသွားမယ်ဆိုလို့ရှိရင်ကိုရဲ့ playlist မျက်နှာမပါတဲ့ video တွေမှာဒီ AI ကနေပြီးတော့ပြောခိုင်းလိုက်တဲ့အသံကိုအသုပ်ပြုပြီးတော့ YouTube ဒီ TikTok Facebook စတဲ့ဒီ platform တွေကနေ monetize လုပ်တဲ့နေရာတွေမှာပြန်ပြီးအသုပ်ပြုလို့ချင်မှာဖြစ်ပါတယ်ဆိုတော့အားလုံးသဘောပေါက်နားလည်မယ်လို့ထင်ပါတယ်နောက်တဲ့ video မှာ တွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ